ဗန္နာရေးကနေကြိုဆိုပါရယ်ဆရာသားဦးရဲ့ဒဇက်မိတ်ဘီကထင်းကြောက်တွေဆိုတဲ့အရေးသားကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒဇက်မိတ်ဘီကထင်းကြောက်တွေဒဇက်မိတ်ဘီကထင်းကြောက်တွေကိုမူးမလာရင်ရွှေထားလိုက်ဖို့အမိကမှာခဲ့တယ်ကောင်းကင်ကိုမော့ကြည့်လိုက်တော့တင်မြင်တွေကလန်းရွေတော့ဘဲကဘလူဘဲကိုရွေ့နေတယ်လဲဆိုတော့မသိရဘူး ဒါပေမဲ့နူးတူးကိုတော့ထင်းကြောက်တွေရွှေထားဖို့အမေကမှာခဲ့တယ်။ဘူးမလာခင်နဲ့အခုဘာလလဲဇန်နဝါရီလားဖေဖော်ဝါရီလားမတ်လားဧပြီလားဘူးကဘယ်လမှာရွာမှာလဲမေလားဇွန်လားဇူလိုင်လားဩဂုတ်လားအဖေကတော့ခီးရှည်ထွက်သွားတယ်လို့အမေကပြောဦးတယ်။နောက်ပြီးတဇက်မိတ်ဘေးကထင်းကြောက်တွေကို မူးမလာခင်ရွှေထားလိုက်တဲ့နူးတူးတယောက်ထဲပြင်းနေတယ်ထင်းကြောက်တွေကိုကြည်ပြီးကောင်းငင်တွေကတင်တွေကိုကြည်ပြီးတကယ်လို့မူးမရပဲနေမယ်ဆိုရင်ရောဒီထင်းကြောက်တွေကိုဒီအတိုင်းထားထားရမှာလားမရွှေ့ရတော့ဘူးလားတကယ်လို့မူးမရပဲဒဇက်မိတ်ကရည်တွေထိုးကြလာမယ်ဆိုရင်ရောဘယ်လိုလုပ်မလဲ မျိုးတူးတယောက်တည်းတဇက်မိတ်ကိုကြည်ရင်ကြော်ရဲစိတ်လာနေတယ်။နောက်ပြီးလေထဲမှာမိုးနှံရလိုက်တယ်လို့ပါပဲ။အဖေရှိရင်ကောင်းမယ်။အင်ကြီးကျဲသေးလေးကိုပါဇက်နဲ့ကပ်ရင်တူတူလေးပြောလိုက်မိတယ်။ဟုတ်တယ်။အဖေရှိနေရင်ဒီထင်းကျောက်တွေကိုသူရွှေ့နေစရာမလိုတော့ဘူး။ဒါမှမဟုတ်အဖေနဲ့သူနှစ်ယောက်မှရွှေ့ရတော့ပုံမြန်တာပေါ့။ ဖေရှိရင်ကောင်းမယ်ဒါပေမဲ့အခုအဖေမရှိတော့ဘူးဆိုတာကို노တူသိနေတာပဲဒါပေမဲ့ထင်းကြောက်တွေကတော့ရှိနေတယ်ဒဇက်မိတ်ဘီမာအမေကအဲ့ဓာရီကိုမူးမလာခင်ရွှေ့ထားလိုက်တဲ့အမေမနဲ့ကလေးကထွက်သွားတာမနဲ့နေမပွင့်ခင်ဝေလီဝေလင်းကလေးကထွက်သွားတာဒီတော့က노တူတောင်ကောင်းကောင်းမနိုးသေးဘူးရေဒါပေမဲ့ အမေအတန်ကိုပြီးပြီးတတကြီးတူကြခဲ့ရတာပဲတစက်မိတ်ဘေးကထင်းကြောက်တွေကိုမူးမလာခင်ရှေ့ထားလိုက်တဲ့ဒါပေမဲ့ဘယ်နေရာကိုရှေ့ထားရမယ်လို့အမေကမမာခဲ့ဘူးလေဒီတော့နူတူဘာလုပ်ရမလဲဒီထင်းကြောက်တွေကိုဘယ်နေရာ ရှေ့ထားလိုက်ရမှာလဲမိဖို့ကြောင့်နဲ့ဆိုရင်ကောအဆင်ပြေမလားမိဖို့ကြောင့်ကကျင်းကျင်းရယ်ဒီထင်းကြောက်တွေက အများကြီးအင်း မိဘကြောင့်ပြီးကစတိုကန်းနဲ့ဆိုရင်ရောဒီအတွေးတွေကိုခနာတွင်းချင်းဖြောက်ဖြစ်ပြလက်ရတယ်စတိုကန်းကမဖွင့်တာလဲကြာပြီမဟုတ်လားဒီတော့ဖုံအလိမ့်လိမ့်နောက်ပြီးပစ္စည်းစုပ်အတူအစတွေအပြည့်နဲ့อืมထခိုးပေါ်ဆိုရင်ရောနူတူခဏခဏတက်ဆော့ရတဲ့ထခိုးပေါ်ဆိုရင်ရောอืมမလွယ်ကြောပဲတယောက်သေးတောင်မနေကြီးတက်ယူရတာ ဒီထင်းကြောက်တွေနဲ့ဆိုလူကတော့ပြုတ်ကြမှာအသေးချာပဲဟုတ်တယ်အသေးချာပဲထင်းကြောက်တွေကိုရွှေထားလိုက်တဲ့ဒဇက်မိတ်ဘေးကမညီမညာဖြစ်နေတဲ့ထင်းကြောက်တွေဒီထင်းကြောက်တွေကိုဘသူချွေယူခဲ့တာလဲအဖေလားအမေလားအကိုကြီးလားဒီထင်းကြောက်တွေကိုဘာလို့ဒဇက်မိတ်ဘေးမှာ ပုံထားခဲ့တာပါလိအစကတည်းကအချားတနေရာမှာထားထားလိုက်ပါတော့လား တွေးရင်노တုစိတ်တွေလီးလာတယ်။နေကလည်းမြင့်တက်လာနေပြီ။ကောင်းငင်မှာတိမ်တွေလည်းတစတစစုဖွဲ့နေကြပြီ။ဒါနဲ့အမိကရောဘယ်တော့ပြန်လာမှာလဲ။ညနေလားညဘက်ကြမှာလားအခုပဲပြန်ရောက်လာတော့မှာလားအမိပြန်ရောက်လာရင်တော့သူ့ကိုငေါတော့မှာအမှန်ပဲ။ဟုတ်တယ်။ထင်းကြောက်တီကိုမရှိရသေးသေးတော့အစုခံထီတော့မှာပါပဲ။노တုစိတ်ညစ်နေတယ်။ အကူကလည်းဘယ်ကိုရောက်နေရမသိရဘူးဒီကောင်ကြောင်းလင်းမတက်တော့ဘူးလို့အမေကပြောဘူးတယ်နောက်ပြီးမင်းစိတ်ကောမှန်သေးရဲ့လားလို့ခဏခဏမေးရလဲကြားဘူးတယ်အကူကတော့ဘာရဲ့မဟုတ်ဘာမှလည်းပြန်မပြောဘူးတဏီကုံတဏီကန်းဟိုဟိုဒီဒီလျှောက်သွားနေတော့တာသမင်းလဲပြင်မစားတာများတယ်ညဘက်ညဘက်ဆိုလဲမူမူယူယူနဲ့အခု ဒီကောင်ရှိနေရင်ကောင်းမှာပဲလို့နူတူတွေးနေမိသေးတယ်။သူ့ကိုကူတာမကူတာအပါထားသူတခုခုလုံနေတာကိုတယောက်ယောက်စောင့်ကြည့်နေတယ်ဆိုရင်ကောင်းမှာလို့တွေးနေမိတာပါ။ထင်းကြောက်တွေကတော့ဒီအတိုင်းပဲတစက်မိတ်ပြီးမှနူတူမှမရှိရသေးတာပဲ။အမေပြန်လာလို့တခုခုမေးရင်ဘာပြောရကောင်းမလဲ။အင်းရုတ်တရက်ကြီးအမေပြန်လာရင်လဲကောင်းမှာလို့တွေးနေမိပြန်တယ်။ ထင်းကျောက်တွေကတော့ဒီအတိုင်းပဲဒဇက်မိတ်ကတော့ဖြည်းဖြည်းလုံနေရလို့သူထင်နေတယ်ဟုတ်တယ်သူထင်နေတာမဟုတ်ဘူးဒဇက်မိတ်ကလှုပ်ကိုလှုပ်ခုံနေတာလူတူးတကိုယ်လုံးကြက်သီးတွေအောင်ထသွားတယ်ဒဇက်မိတ်တစီကသူ့ကိုခြောက်လန့်နေခဲ့တာပဲအခုဒီအပေါ်ကနေငိုးတွေကြလာရင်ဘယ်လိုလုပ်ရမလဲရုတ်တရက်ကြီးအမေမျက်နှာကိုပြေးမြင်အောင်မိရဲ့အသားညူညူမှာ ၄တောင်မကြတကြမျက်နှာနဲ့နိုးတူးကိုစူးစူးရဲရဲကြည့်နေတတ်တဲ့အမီလီအင်းထင်းကြောက်တွေကိုအမြန်ရွှေ့ပြမာလို့နိုးတူးတွေးနေမိရဲ့မတော်တဇက်မိတ်ကမူးရီကြလာရင်ဂလော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 င်ရုတ်တရက်အင်းရှိဘက်စီကအတန်ဖြစ်တဲ့လူခေါ်ခေါင်းလောင်းတန်ကြောင့်နိုးတူးတကိုယ်လုံးအေးဆက်သွားတယ်အဖေများလားအတွေးနဲ့အတူနိုးတူးအင်းရှိဘက်ပြေးထွက်သွားတော့ ခြံရှိတကားဝမှာအပြာရောင်ဝိစုံတဲ့လူတယောက်သူ့လက်ထဲမှာဣပဲ့ပဲ့အိတ်တလုံးကိုဆွဲလို့လူတူးကိုမြင်တော့တခုတ်တရပြုံးပြရှာတယ်။နောက်ပြီးဒါအိမ်နမက် ES18 လားလူတူးခေါင်းရံပြလိုက်တော့လူကြီးကဟိုဟိုဒီဒီရှောက်ကြည့်နေသေးတယ်။နောက်ပြီးတခုခုကိုမယုံသင်တာနဲ့လူတူးခေါင်းရံပြလိုက်မိတယ်။ဟူး ။ क्वाय မှာပဲဘေးသွားကြတာလေ။နိုးဒူးလေသူ့အမေးကိုနားမလဲတလို့သူ့ကိုပဲငြိကြည့်နေမိတယ်။ကြာတော့လူကြီးလဲစိတ်ပြက်သွားတယ်ထင်ပါရဲ့။ခေါင်းကိုခါရမ်းပြီးလှဲ့ထွက်သွားတယ်။ရုတ်တရက်နိုးဒူးကလည်းတခုခုသတိရသွားသလိုနဲ့ဦးလေးဦးလေးသူ့ခေါ်တဲ့ကြောင့်စောစောကလူကြီးပြန်လှည့်လာတယ်။နောက်ပြီးနိုးဒူးကိုအံ့ဩတယ်လို့ကြည်ရင် ဘာလုပ်ပြီးရမလဲတဲ့။နိုးတူလဲအတက်နိုင်ဆုံးပြုံးရင်ဒီနေ့မိုးရမယ်ထင်သလားလို့မိလိုက်မိရဲ့။ဒီတော့လူကြီးကကောင်းငင်ကိုငြိကြည့်နေတယ်။နောက်ပြီးတချို့ခံမှန်းချက်တွေကမှန်ကြီးတယ်ဗျာတဲ့။ပြီးမှဒီနေ့မိုးမရလောက်ပါဘူးဗျာ။ဒါနဲ့ဘာဖြစ်လို့လဲ။ဟိုဟိုထင်းကြောက်တွေထင်းကြောက်တွေဟုတ်လားဘယ်မှာလဲ။တစက်မိတ်အောင်ပါလီ။ လူကြီးကခြံနေကိုလှမ်းကြည့်နေတယ်။တစက်မိဘီကထင်းကျောက်တွေကိုသူမြင်သွားပြီထင်ပါရဲ့။နောက်တော့ခေါင်းကိုဖြည်းဖြည်းခါရင်ကျွန်တော်ရှိကထွက်ခွာသွားတော့တာ။ဟာဥလေးဥလေးဒီတခါတော့ तू ပြန်လှည့်မလာတော့ပါဘူး။အခုတော့ဒီနေရာမှာနူးဒူးတယောက်တည်းရှိနေတော့တာပေါ့။ဟုတ်တယ်။ဒီနေရာမှာနူးဒူးတယောက်တည်းရေ။ပတ်ဝန်းကျင်ကလည်းဗကရီတိတ်ဆိတ်ငြိမ်သက်လို့အိမ်ဘက်စီ ခလေးလေးလျှောက်လာရင်နူတူမျက်ရည်ဝေးလာတယ်။ဟွန်းဟိုလူကြီးကတော့ဒီနေ့မိုးမြာတော့ပါဘူးတဲ့။ဒါပေမဲ့သူ့ခံမှန်းချက်တွေကလည်းမှန်ခဲတယ်လို့လည်းပြောသေးတယ်။တဖြည်းဖြည်းနေမင်းကအနောက်ဖက်ယွန်းကျသွားခဲ့ပြီ။ညနေအမေပြန်ရောက်လာတော့မှလား။တစက်မိတ်အောက်ကထင်းကျောက်တီရှိနေကြတော့မယ်။နူတူကလည်းထင်းကျောက်တီကိုငေးနေမိတော့မယ်။တစက်မိတ်ကလည်း ဖြည်းဖြည်းမှန်မှန်လှုပ်ခတ်နေတော့မယ်မူကတော့မရွာတော့ပါဘူးကွာနူတူအတန်အေးအေးကလေထဲဖြာကျသွားတယ်မူကတော့မရွာတော့ပါဘူးကွာပြောရင်နူတူလည်းမိဘူဆောင်ဘက်ထွက်လာခဲ့တယ်ဟုတ်တယ်မိဘူဆောင်ထဲမှာသူ့အတွက်စားစရာတစ်ခုမဟုတ်တစ်ခုတော့ရှိနေမှာမဟုတ်လားသူ့ပိုက်စာနေပြီလေကြောင်ရင်ကိုဖွင့်ကြည့်တော့ အစင်သင့်ကြော်ထားတဲ့ကြုပ်ကို တွေ့ရတယ်။နောက်ပြီးအမြင်တန်းလူလူရှိနေတတ်တဲ့စံပြုတ်အခုလူတူးသွားတွေကမကောင်းတော့ဘူးမဟုတ်လား။အမေက အချိုရီစားတာများလွန်းလို့လို့ပြောဘူးတာပဲ။စံပြုတ်ကိုပကံလုံးနဲ့နည်းနည်းငှက်ထည့်ပြီးအစာပြေတောက်လိုက်တယ်။ကြုပ်ကတော့ရောင်လို့တောင်မထိမိဘူး။မျက်နှာနဲ့ကိုညီနေပြီလို့လဲတွေးနေမိသေးတယ်။ ပြန်ရောက်ပြီးဟေ့ဘယ်သွားကြသလဲအင်းရှိကအော်တန်ကြောင့်နူတူတုံသွားတယ်လက်ထဲကခွက်ကူကြောင်ရင်မော်ဂယုတဆိုင်လန်းတင်ပြီးအင်းရှိခန်းစီထွက်လာတော့သူ့ကိုပြုံးကြည့်နေတဲ့မျက်နာတစ်ခုသူ့အနာနာတူးကပ်သွားပြီးတူတူလေးမေးလိုက်မိတယ်ဟိုးဟိုးမိုးရီရွာသီးလားဟင်ဟင်အေမရွာပါဘူးမရွာပါဘူး ဒီမှာရောရွာသီးလို့လားဟင့်အင်းမရွာပါဘူးနိုတူတမမောကြီးကိုချလိုက်မိတယ်အခုတော့ဒဇံမိတ်ကလည်းငြိမ်သက်လို့အမေကသူ့အိတ်ကိုစပွဲပေါ်လှမ်းတင်ကလက်ထိုင်မှဝင်ထိုင်နေတယ်နောက်ပြီးမောလိုက်တာလွန်ပါရောတဲ့နိုတူကလည်းသူ့ရှိထိုင်ကောင်မှဝင်ထိုင်လိုက်တယ်နောက်ပြီးသူ့စကားကိုတန်ယောင်လိုက်တယ်လို့လို့နဲ့ ငါရောပဲငါရောပဲလို့ထက်ခါထက်ခါပြောနေမိရဲ့ဒီအချိန်မှာပဲအိမ်မော်ကိုအကိုကြီးတက်လာတယ်ထုံးစံအတိုင်းသူ့မျက်ဝန်းကြီးကညီရဲ့လို့အရက်တွေမူးလာပြန်ပြီထင်ပါရဲ့နောက်ပြီးနိုးတူးကိုလှောင်းတယ်လို့ကြည်ရင်အဖထင်းကြောက်တီရှေ့ပြီးပြီလားနိုးတူးစက္ကနေတုံသွားတယ်အမေပြောခဲ့တာကိုဒီကောင်ဘလို့များသိနေရပါလိမ့်အဖ ထင်းကြောက်တွေရွှေ့ပြီးပြီလားတဲ့ဒီနေ့မိုးမှမညွာတာပဲကွာလို့သူ့ကိုပြန်ပြောလိုက်မိတယ်နောက်ပြီးဒီကောင်ဘလို့များတိနေတာပါလေလို့လဲဆက်တွေးနေမိပြန်တယ်သူ့သမီးကတော့အေးအေးပဲထိုင်ကုန်ပေါ်ကနေသူ့သားကိုလှမ်းငေါက်နေတယ်ဟဲ့ကောင်လေးဒါနောက်စရာမဟုတ်ဘူးမူးလိုက်ရင်တော့အိတော့နောက်သူ့ပဲလဲလာပြီးအဖေလဲအိတော့လीတဲ့သူက ကတုံကရင်ထရက်လိုက်မိတယ်။နောက်ပြီးပြတင်းပေါက်ကနီဒဇက်မိတ်ဘီးကိုလှမ်းကြည့်လိုက်ပြီးတော့ထင်းကြောက်တွေရှိနေသေးတုံးပဲ။မနဲ့ပြန်ကြရင်တော့ရှေ့ပြင်မှာပဲလို့သူတွေးလိုက်မိတယ်။ဟုတ်တယ်။မိုးမရွာခင်ထင်းကြောက်တွေကိုရွှေ့ထားဖို့သူ့အမေကမှာခဲ့တယ်မဟုတ်လား။တွေးရင်သူ့အိတ်ခမ်းလေးစီဖြည်းဖြည်းချင်းလှမ်းသွားနေမိတယ်။သမီးကတော့ထိုင်းနေရာကနေသူ့ကိုလှမ်းတတိပေးနေတော့မယ်။ အဖေစီးတောက်ဖို့မမိနဲ့အောင်နော်တဲ့အဖေစီးတောက်ဖို့မမိနဲ့အောင်နော်တဲ့နိုးတူခြေစုံတွန့်ငွေနဲ့ရက်သွားတယ်ဟုတ်တယ်မိသွားတော့မလို့ပါလားသူအခန်းဝစီကနေသူသမီးကိုလမ်းကြည့်ရင်အခုမှတစုံတရာကိုတတိယသွားသလိုနဲ့ဖြည်းဖြည်းချင်းလမ်းပြောလိုက်မိတယ်တစက်မိတ်ကတော့တခုခုကိုထိုင်ဆောင်နေတယ်လူငြိမ်သက်လူတိတ်ဆိတ်လူတဲ့ ခုရွတ်ပြပြီးသွားတာကတော့ဆရာသားဦးရဲ့ဒဇက်မိတ်ဘီကထင်းကြောက်ပြီးဆိုတဲ့အရေးသားပဲဖြစ်ပါတယ်ဒီအရေးသားကိုစိတ်ညစ်သက်ပြီးခံစားနှထောင်ရတာအဆင်ပြေမှုရှိခဲ့ရင်ဗန္နာရိတ်ကို like and subscribe လုပ်ပြီးသွားကြပါအောင်ခင်ဗျာ